grid edit at profile grid edit at profile ဆိုဘယ်လိုလဲဆိုတော့ဒီ profile line ရှိရယ်เนาะဒီ profile line မှာသူ့ကိုဆက်လက်မလိုက်လို့ရှိရင်ကတော့တစ်ခုနဲ့တစ်ခု line တစ်ခုနဲ့တစ်ခုဒီမှာ segment တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားရတဲ့နေရာလေးရှိရယ်အဲချိတ်ဆက်ထားတဲ့နေရာလေးတွေမှာပေါ်နေတဲ့လေးတောင်အတုံးလေးတို့အဝိုင်းတုံးလေးတွေတို့သရိကံတုံးလေးတို့အဲ့အတုံးလေးတွေရယ်အတိတ်ပဲပေါ့နော်ဘယ်လိုမျိုးသူကအလုပ်လုပ်တာလဲဆိုတဲ့အကြောင်းကိုလေ့လာရမှာဖြစ်ပါတယ် ီသင်ကန်းစာအတွက်0318 DWG file ကိုဖွင့်လိုက်မယ်နော် Okay ဒီ file ကိုဖွင့်လိုက်ပြီ file ဖွင့်လိုက်တဲ့အချိန်မှာမတို့ဒီရဲ့ profile line ကိုကြည့်ကြည့်မယ် design profile line ကိုကြည့်ကြည့်ရအခါမှာဒီအကောအကူမြင်ရတဲ့အတိုင်းပဲပေါ့နော်ဒီလိုမျိုး၄တောင်အတုံးလေးရှိမယ်အဝိုင်းတုံးလေးရှိမယ်ဒီလို3ကန်အတုံးလေး၃ခုဆက်နေတဲ့နေရာလေးရှိမယ်အဲ့ဒါဘာလဲလဲဆိုလို့ရှိရင်သူ့မှာသူ့ရဲ့ဟိုတင်ကေတာနဲ့သူအလုံးလုံးပုံလေးကကွဲပြားပါတယ် ဆက်ပထမဆုံးဆက်ပြောမယ်ဆိုဒီမှာ၄တောင်တုံလေးရှိရယ်ပေါ့နော်ဒီ straight line ရယ်အဲ၄တောင်တုံလေးဒီ၄တောင်တုံလေးကဘာလဲဆိုတော့ tangency tangency ကို tangency ရဲ့အတုံလေးပေါ့နော်သူပြောမယ်ဆိုဒီ line ရဲ့အတော့ဒီ line ကဒီ line ဟိုမှာတော့အပေါ်အောက်ရွှေ့တာလို့ပြောဆိုလို့ရှိရင် तू က light တော့ရွှေ့တယ်ဒါပေမဲ့ तू ကဘာကို maintain လုပ်ပြီးလဲဆိုရင်ဒီမှာရေးထားတယ် slope 0.5 slope ဆိုရယ် percent slope က तू maintain လုပ်ပြီးတယ်အဲဒါမျိုးပေါ့နော် အဲ့လိုရှိမယ်ပြီးရင်ဒါကတန်ကြန်စီကိုလုံးလုံးတဲ့တုံလေးနော်၄တောင်တုံ၄တောင်တုံပြီးတော့ဒီ cycle အဝိုင်းတုံလေးရှိမယ်ဒီမှာအဝိုင်းတုံလေးဒီဝိုင်းတုံလေးဒီဝိုင်းတုံလေးကဘာလဲဆိုတော့အဝိုင်းဆိုတဲ့အတိုင်းပဲသူက calf ကို calf ရဲ့ entity ဖြစ်တဲ့ calf ရဲ့ entity ကို maintain လုပ်ပေးရပါတော့ sorry maintain လုပ်ပြန်မို့ calf ရဲ့ entity ကိုအဲအပြောင်းရွှေ့လုပ်ပေးတာဒီဒီအပြဒီ calf လေးကိုဒီအဝိုင်းလေးကိုဖြုတ်ရွှေ့မယ်ဆိုလို့ရှိရင်သူက ကာဖလေးကလိုက်ပြောင်းနေဒီမှာလေအဲဒီနားလေးမှာရှိရဲမြင်းကွေးလေးကလိုက်ပြီးတော့ပြောင်းပြီးရေပေါ့နော်တရားရွှေ့မယ်ဆိုလို့ရှိရင်သူကနေရာရွှေ့ရာလို့ဒီမှာကာဖကကျင်ရာလို့ကျင်းတာလို့ဒါမျိုးလုံလုံလို့ရတယ်ဒီဘက်ကိုရွှေ့ကျင်းဒီဘက်ပေါ့နော် အဲ့အဲ့လိုရှိမယ် count ပြီးသွားတော့နောက်ထပ်တစ်မျိုးပါလဲဆိုရင် trigon triangle တုံးလေးဒီ triangle တုံးလေးကကြတော့ဘာလဲဆိုရင် triangle ကကြတော့ PI နော် point of intersection PVI point of vertical intersection ကိုသူကရွှေ့ပြီးရသူက PVI နေရာရွှေ့ခြင်းရင်းစီဒီဒီအတုံးလေးကို trigon တုံးလေးကိုယူပြီးတော့အဲနေရာရွှေ့ပြီးရမယ်ပေါ့နော်အဲဒါမျိုး ူပါနဲ့သူတော့ဒီသတိခံတုံးလေးမှာမဒီမှာဘေးအတုံးဘေးကိုထွက်နေတဲ့အတုံးလို့ရှိတယ်ဒီဘေးကိုထွက်တဲ့အတုံးလေးဆိုလို့ရှိရင်ဒီဘက်အချမ်းဒီဘယ်ဘက်အချမ်းကဲဒီတန်ကြန်စီတိုင်းပဲရွှေ့ကျင်နေဆိုလို့ရှိရင်ဒါကိုရွှေ့မယ်ဒီညာဘက်အချမ်းရဲ့တိုင်းပဲရွှေ့ကျင်နေဆိုရင်ဘယ်ဘက်ချမ်းအတုံးလေးကိုရွှေ့မယ်အဲ့လိုမျိုးသူကသူ့မှာ grip play ရှိရ grip play ရဲ့အသေးပဲလေးကိုပြောသွားတာပါအခုပြောသွားဆိုလို့ရှိရင်၄တောင်အတုံးရှိမယ်အဝိုင်းအဝိုင်း the cycle အဝိုင်းတော့ဝိုင်းလေးရှိမယ်ပြီးတော့3 gain လေးအကြောင်းပြောသွားပါဘောနော် okay အဲ့ဒီကိုမိကုံးအဖြစ်ကြည့်အောင်မိကုံးကကြတော့ဗာမေးထားလေမိကုံးကကြတော့ one editing profile what do you what do the cycle grips modify cycle တော့ ဆိုင်ကယ်ကိုမေးထားရနော်အခုကပါအောင်မေးထားရလို့ဆိုင်ကယ်ကိုမေးနိုင်မှာတော့ရှိတာက၄တောင်ရှိမယ်အဲဆိုင်ကယ်ရှိမယ် triangle ရှိမယ်နော်အဲ့ဒီမှာမှာဒီဆိုင်ကယ်ကြောင်းပြီးတာဆိုင်ကယ်ဘာလို့လို့တာလဲဆိုတော့ဆိုင်ကယ်ဆိုကြတယ်မို့အဝိုင်းအဝိုင်းဆိုတော့ cuff ရဲ့ entity အတွက်လို့လို့တာပေါ့အဲ့ဒါကြောင့်မလို့ cuff လို့ဖြေမှာ cuff entity ဖြစ်ပါတယ် cup entity เนาะဒီမှာတခြားဟာဆိုရင် tangent entity ဆိုလို့ရှိရင် tangent entity ဆိုတာဗာလဲဆိုတော့၄တောင်အတုံးကမှာ tangent entity เนาะ ဒီ PVN ကလည်းဒီ3ကန်တုံးကမှာ PVN ရဲ့ entity best fit entity လည်းမဟုတ်ဘူးဆိုတော့အဖြေမှန်ဒီ cough entity ကအဖြေမှန်ဖြစ်ပါတယ်နော်။ Okay ဒီသင်ခန်းစာတော့ဒီလောက်ပါပဲနောက်သင်ခန်းစာမှာပြန်ပြီးတော့ဆုံပါမယ်။